ကိုတမကြီးကတော့သူကတော့တော့အရင်ဟိုအရင်ယူသွတ်တဲ့လူတယောက်ပါသူရွေးရှင်အရင်ယူသွတ်လူတယောက်ဆိုတော့သူကဒီဟာဘယ်လောက်ထိယုံဟိုပါဘောဒီသူဘယ်လောက်သူကိုရန်ကပြောတာသူကိုရန်ဘယ်လောက်စပုတ်ပေးရပေးနိုင်မလဲဆိုတာပေါ့လူတီပြီးတော့ပဲသူကဟိုလှုပ်ချင်တယ်ဆိုတော့အဓိကသူကကျွန်တော်နဲ့ ရိုက်ဖို့စဉ်းစားရတယ်သူကိုယ်သူဒီဟာကိုဒီကာရက်တာနဲ့ရိုက်ဖို့စဉ်းစားရတာဟာပို့ပြီးတော့ဟိုဦးစားပေးပြီးစဉ်းစားဖြစ်တယ်ဆိုတော့ဟိုဟိုသူ့တော့တခြားလေးကျွန်တော်ဟိုဂျုံကြည်အောင်ဒီဇလန်းဆိုင်ရင်ပေါ့အကုန်လုံးအဆအဆုံးတခြားတော့ပြပြီးတော့ဟို approach လုပ်ခဲ့ရလုပ်ခဲ့ရပါတော့เนาะသူကလည်းအရန်ကြိုက်တယ်ဇလန်းကိုသူကလည်း character ကိုလုံနိုင်မလို့ဂျုံကြည်ရဲ့အဲကျွန်တော်ကလည်းသူ့ဂျုံကြည်ရဲ့သူကလည်းကျွန်တော်ဂျုံကြည်ရဲ့သူအဓိကတော့သူအရှိမဖြစ်ခဲ့ဘူး trauma ရှိရပြောတယ်ဆိုတော့ ဒီကားမှာတော့သူအတာဟိုပိတ်သက်အရန်ကြရတဲ့ကာရက်တာတယောက်နေနဲ့မြင်ရပါတော့ဝိုင်းနိုင်ဖို့ရချက်စကားကတော့ဟိုပိတ်သက်နေတဲ့အမြင်သစ်တစ်ခုနေလဲဖန်မြင်ရပါပါအဲ့ဟိုမှာမိသားစုအခြေတွေတကယ်ချင်းအခြေတွေမောင်နှမအခြေအဲ့ဟိုမှာဟိုတချင်းနေတချင်းနေပါမယ် action action နေပါမယ်ကားကြီးမောင်းကြကြီးပါမယ်အဲအချမ်းရမ်းပေါ့နော်အဲအစုံနဲ့ကျန်းကျန်းလဲကျန်းမယ်မြွှေထွေးမှုနူးညံ့မှုလဲပါမယ်ပိတ်သက် ီးတော့နောက်တစ်ခုကဟိုကျွန်တော်ဟိုကျွန်တော် presentation အနေနဲ့ကြောက်လဲဒီဟိုပိတ်သက်မြင်ရတဲ့ frame တွေဟိုပါပေါ့အဲ့ဘယ်လိုခေါင်းလဲ visual ပေါ့ဒီရုပ်တွေလည်းထူးခြားကောင်းမွန်သွားလဲမြင်မှာပေါ့ကျွန်တော်က64လို့ပေးခဲ့တာလေအဲထားပါ64 194ပေါ့အဲ့တော့ပေးပြတာကတော့အဓိကဒီထဲမှာပါတဲ့ leading role ဇက်ကောင်အဲဇက်ကောင်တွေက1094ခုနှစ်မှာမွေးတဲ့ character တွေမလို့ပါ အဲအဲ့ဒါတော့ရုပ်ရှင်ထွက်ရင်တော့သိရမှာပေါ့နော်အဓိကတော့ဒီတန်းမှာဟိုကိုတိုင်ရွန်လီလီချောခိုင်ကိုထူးအန်လွင်သူတို့၃ယောက်ကတော့အဲကိုတော်ရောက်ပြီးကိုတပတ်ချီမင်းသက်ဒါပေမဲ့ဒါပေမဲ့ဟိုသူတို့အဓိကခုနပြောတဲ့၃ယောက်ပေါ့အဲတော်ထောင်ခွက်ကိုစလေးကမွေနေမွေရဲ့အဓိက၃ယောက်ဆိုတော့သူတို့ရဲ့ဘလူချိတ်ဆက်မှုတွေဘလူကြမ်းတမ်းမလဲပေါ့နော် တွေ့ရအောင်ပေါ့။အဲ့ဒါဒီနေ့လင်းစက်ကိုထည့်ပြလာအောင်။အဲ့ဒါဒီကားထဲမှာကျွန်တော်က underground rapper ကိုအဆိုတော်နှစ်ယောက်ပါတယ်အစားလေးကရေးနေရပါတော့အဲကျွန်တော်တို့ကိုငယ်လေးနဲ့ကျွန်တော်ရွေးရောမက်တန်ပထမဆုံးပါပေါ့ရွေးချက်ဖြစ်တယ်ပြီးတော့ကိုတပည့်ကြီးကတော့ကျွန်တော်ရမ်းကြိုက်ရတယ်ချစ်ရတယ်ဒီ artist တယောက်ပေါ့ဆိုတော့ဟိုစကရီတာနဲ့ live ဖလို့ရွေးချက်ဖြစ်တာပါခင်ဗျာဒီမှာတို့တီးလို့ဆောင်ဖို့ပြောတဲ့ခါမှာဘယ်လောက်စကရီတာအနေနဲ့အားထုတ်ခဲ့ရလဲအဲ မင်းသားကတော့ဘာမှအများကြီးပြောစရာမရှိခဲ့ဘူးမင်းသားကတော့သူချက်ချင်းရိုက်မှာကိုမင်းသားယူဆိုမင်းသားအဲ့ဒါမင်းသားကိုတမကြီးကတော့သူကတော့သူကအရန်ဟိုအရန်ယူတွေ့တဲ့လူတယောက်ပါသူကရုပ်ရှင်အရန်ယူတွေ့တဲ့လူတယောက်ဆိုတော့သူကဒီဟာဘယ်လောက်ထိယုံဟောပေါ့ဒီသူဘယ်လောက်သူကိုရန်ကပြောတာသူကိုရန်ဘယ်လောက်စပုတ်ပေးရပေးနိုင်မလဲဆိုတာပေါ့ယူတီပြီးတော့ပဲသူကဟိုလှုပ်ချင်တယ်ဆိုတော့အဓိကသူကကျွန်တော်နဲ့ ရိုက်ဖို့စဉ်းစားရတဲ့သူ့ကိုယ်သူဒီဟာကိုဒီကာရက်တာနဲ့ရိုက်ဖို့စဉ်းစားရတာဟာပို့ပြီးတော့ဟိုဦးစားပေးပြီးစဉ်းစားဖြစ်တယ်ဆိုတော့ဟိုဟိုသူ့တော့တခြားလေးကျွန်တော်ဟိုဂျုံချီအောင်ဒီဇလန်းဆိုင်ပေါ့အကုန်လုံးအစဆုံးတခြားပြောပြပြီးတော့ဟိုအပရက်ရှ်လုပ်ခဲ့ရလုပ်ခဲ့ရပေါ့နော်ဆိုတော့သူကလည်းရန်ကြိုက်တယ်ဇလန်းကိုသူပဲလည်းကာရက်တာကိုလုံနိုင်မလို့ယုံကြည်တယ်အဲကျွန်တော်ကလည်းသူယုံကြည်တယ်သူကလည်းကျွန်တော်ကိုယုံကြည်တယ်သူအဓိကတော့သူအရှင်းမှာဖြစ်ခဲ့ဖို့ trauma ရှိရပြောတယ်ဆိုတော့ ဒီကားမှာတော့သူအတာဟိုပိတ်သက်အရန်ကြရတဲ့ကာရီတာတယောက်နေနေရပါဘူး။ဘာဝင်တဲ့တယောက်ဆောင်နေရလဲအရန်ထူးကြရတယ်နော်ကိုပြောပြပါအောင်။ဘာဝင်တဲ့တယောက်ဆောင်နေရတော့ဒီအဓိကတော့အဲစကာရီတာနဲ့လိုက်ဖက်အောင်မှာကျွန်တော်ယူချက်ဖြစ်တာပါဟိုကျွန်တော်စဦးဦးငယ်လေးနဲ့ကျွန်တော်စဆီစဉ်လဲကဒီကားထဲမှာလူငယ်တွေအကြောင်းပါမယ် night life အကြောင်းပါမယ်ပြီးနောက်တစ်ခုကပိတ်သက်တွေပေါ့ဒီရုပ်ရုပ်ရှင်နဲ့မရောက်သေးပိတ်သက်တွေကိုသူဆွဲခေါ်ခြင်းတယ်တဲ့ ကျွန်တော်ကဇက်ကအစင်းသိရှိရအများကြီးရှိတော့ဒီဇက်တစ်ခုကိုကျွန်တော်ဆွဲထုတ်လိုက်တယ်။ကက်စီကိုလည်းကျွန်တော်တခါတည်းချက်ချင်းရွေးချယ်တယ်။အဲဆိုတော့အဲ့လိုပဲရွေးချယ်ပြသွားတာပါ။ဖန်တီးပြသွားတာပါ။မမီတို့ဒါဆရာတပည့်၃ယောက်လုံးပေါ့နော်။တွေ့ရဲပါလာတာကိုဘယ်လိုကြောက်မှန်းဖြစ်မလဲ။ဒီကတော့ကို2 and လွင်ကဒီထဲမှာဒီကြီးရဲ့ကာရီယာတစ်ခုပါတယ်။ပြီးတော့မမီတဲ့အဲတဲတဲကလည်းသူ့ရဲ့မြမပေါ့။မမီက ကထူရလန်ရဲ့ဇနီးပေါ့နော်ဆိုတော့၃ယောက်ကဟိုကျွန်တော်အပြင်မှာလဲနည်းနည်းလေးလာထားမိတယ်ပေါ့နော်လေးလာထားမိတော့၃ယောက်ကအရန်ကက်မစီမိကြရအပြင်မှာဆိုလဲဆိုတော့သူတို့ ਨੇ life ဖက်မဲ့ character ဖြစ်ဖြစ်လဲဖြစ်တယ်အဲထဲမှာလဲသူတို့တေးဥဆောင်တဲ့ခါကျရင်လဲအခက်ခဲရှိမယ်လို့ဟို မထင်ဘူးပေါ့ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ရွေးချယ်ပြသွားတာပါဟိုသူတို့တောင်းရောက်ကလည်းစိတ်ဝင်စားရရိုက်ချင်တယ်ဆိုတော့လည်းကျွန်တော်ဟိုပြောစားတဲ့ပုံမှာယုံကြည်မှုပါရောဘယ်လိုရွေးချယ်ဖို့အဲယုံကြည်မှုကတော့ကျွန်တော်ကတော့အပြည့်အဝရယုံကြည်ထားပါတယ်အဲ့ဒီအပြည့်မှာကျွန်တော်စကားရအမြဲတမ်းပြောပြတယ်မီတင်တွေတွေ့ပြတော့သူတို့ဘာတွေပြောဘာတွေလုံးနိုင်လဲဘာတွေမလုံးနိုင်လဲကျွန်တော်စားရဆွေးနွေးတယ်အဲဒီ character ကလည်းကျွန်တော်ကသူတို့နဲ့အနီးဆက်ဆုံးဟာကိုပဲကျွန်တော်ကအဓိကလိုက်ဖက်တဲ့ဟာကိုပဲရွေးချယ်ထားဖြစ်တော့တဲ့ကြောင့် ဟိုကျွန်တော်ကတော့ကျွန်တော်အနေနဲ့ကတော့ဟိုတို့ခက်မလုံးနိုင်မဲ့ဟာဒီ character အတွက်ပေါ့နော်မလုံးနိုင်ရရှိမယ်လို့တော့မထင်ပါဘူးခင်ဗျာဟုတ်လူငယ်တယောက်အနေနဲ့လေလူငယ်တယောက်အနေနဲ့အများဆုံးကြုံရတဲ့ဖြစ်ရဆိုတာဖြစ်မယ်လူငယ်တယောက်အနေနဲ့ဆိုတော့တိုက်ခွဲမှာတော့အဲ့လိုပေါ့နော်ဟိုလူငယ်တယောက်အနေနဲ့ဆိုတော့အဲအဓိက production ကျွန်တော် production crew နေနေရောအတိုင်းနေရောအကောင်လုံးကတော့ဟိုကျွန်တော်လေးစားနေအကောင်လုံးချစ်ချစ်ခင်ခင်ဆက်ဆံကြတယ် ်အမလူငယ်တယောက်ဖြစ်တဲ့အတွက်ကြောင့်တော့ဟိုဟိုပါပေါ့နော်ပြောရရင်တော့တချို့ဟာကြီးဆိုရင်ကျွန်တော်ကဟို direct direct ညွှန်ကြားခြင်းနဲ့ပြောခြင်းနဲ့ဟာကြီးရှိရင်တော့ဟိုတဘောကဟိုအရန်တော့အလုံးလုံးတဲ့အချိန်ကြရင်တော့ critical ဖြစ်တယ်ပေါ့ဖြစ်တဲ့အချိန်ကြရင်အဲနည်းနည်းထိမ့်ပြီးတော့ကူးဆိုင်ပြီးတော့အကုန်လုံးလေးစားသမှုနဲ့ပြောရပါဘောနော်ဟိုအဓိကတရားရင်တရားနဲ့အပြင်မှာလည်းရမ်းချစ်ကြခင်ကြတဲ့လူဖြစ်တဲ့ကြောင့်ဟိုတရားရင်တရားနဲ့ဒီအဲကရောင်းစားမရှိအောင်လို့ပါဆိုတော့အဲ့လေးကတော့ဟိုကူးဆိုင်ရတယ်အဓိကကျွန်တော်အပြောဆိုအတုံးတုံးလေးပေါ့ ကျွန်တော်ကအဓိကဒီစကားအဲရိုက်ပြီဆိုတော့လေကာရီတာရဲ့နာမည်ပဲကျွန်တော်ခေါ်တော့တာအဲဒါရိုက်ခွင်းမှာကျွန်တော်လည်းရိုက်ခဲ့အတာအကုန်လုံးလည်းသိသိပါတယ်ဆိုတော့အတာအတာနာမည်တော့မခေါ်ဘူးကျွန်တော်ကဒီကာရီတာနာမည်ပဲခေါ်တာဆိုတော့ဟိုအဲ့လိုပဲကျွန်တော်ပြောဆိုရဲအဲ့လေရောကျွန်တော်ကိုနားလဲပေးစီခြင်းနဲ့ပေါ့နော်သူတို့လည်းနားလဲကြပါတယ်ကျွန်တော်ချစ်ကြတယ်အကုန်လုံးကလည်းချစ်ရဲဆက်ပြနေတဲ့ခါအလုပ်တွေလုပ်ရတာဘယ်လောက်ထိပုံမကောင်းမလဲအဲအချီရောအချီချက်ချက်ပါနေချွတ်ချွတ်ပါပဲအဲ့လိုမျိုးဟာလေကိုယ့်ရဲ့အလုပ်လုပ်ရတဲ့ခါမှာတော့ဘာမှမလုပ်ရမှရှိတယ် ချေးရဲမှာစစ်ပူရတဲ့နေထိုင်မှုတွေဒါတော့ကျွန်တော်တို့ဟိုလူငယ်တယောက်အနေနဲ့ပေါ့နော်ကျွန်တော်တို့လူငယ်တွေအကုန်လုံးပါပဲဟိုဒါကျွန်တော်အလုပ်လုပ်ရမယ်ဒီလူမှုရေးပိုင်းဖြစ်ဖြစ်ဒီစူပါရေးပိုင်းအလုပ်လုပ်လောက်ကိုင်လောက်ကိုင်မျိုးဖြစ်ဖြစ်အဲ့အချိန်မှာဒီတခြားမလိုလားတဲ့ stress တွေ pressure တွေမရှိရင်တော့ပို့ပြီးတော့အောင်မြင်ဖြစ်ထွန်းတာပေါ့နော်ဒါလူငယ်တွေအကုန်လုံးဖြစ်စေခြင်းနဲ့ အခြေအနေတစ်ခုပေါ့လူငယ်ကရသေခြင်းတဲ့အခြေအနေတစ်ခုပါပဲတော့ဟိုဘယ်ယာမှာဖြစ်ဖြစ်မိသားစုရေးပဲဖြစ်ဖြစ်အခြေရေးပဲဖြစ်ဖြစ်တကယ်ချင်းနေဖြစ်ဖြစ်ဟိုဒါပျော်ရွှင်နေရမှာဆိုတော့လုတ်လုတ်ဒီသွားရဲ့လမ်းကြောင်းတွေအကုန်လုံးကတော့ချောင်ပြူးနေပါဘူးဒီကားကြီးထွက်လာခဲ့လို့ရှိရင်ကျွန်တော်တို့အဲဒီကားထဲမှာကျွန်တော်ဘာကြောင့်ဒီလူဒီလူရွေးချက်ထားတယ်ဒီလူနဲ့ဒီလူလုတ်သွဲလုတ်တယ်ပြီးတော့နောက်တစ်ခုကကျွန်တော်လောက်ထိဇက်ကားကိုယုံကြည်ထားရဲဆိုတော့ အခုပြောနေတာဟာပေါ့နော်ဟိုဟိုပိတ်သက်မြင်ရမှာပါဟိုကျွန်တော်လည်းတရားကတော့အမခံပါတယ်ကျွန်တော်အကောင်းဆုံးကြိုးစားပါမှာပါပြီးတော့ဟိုနောက်တစ်ချိန်ကျရင်ကျွန်တော်တို့ချိတဲ့ခါကျရင်ဒီပါကိုကျွန်တော်နဲ့အတူလက်တွဲခဲ့အကောင်လုံးလူတွေအကောင်လုံး production အဆအဆုံးဒီအတာအဆအဆုံးအဆဟိုနောက်နောက်မရစီရပါဘူးလို့ကျွန်တော်အမခံပါတယ်